အားလုံးပဲမင်္ဂလာပါရှင်။တင်ကတုသမီ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖပြပေးမယ့်စာအုပ်လေးကတော့ဆီယမခင်မျိုးချီရေးသားတဲ့စနလရာသီပန်းများနဲ့ပွဲတော်များအကြောင်းစာအုပ်ထဲကတပူတွဲလာရဲ့အကြောင်းကိုဖပြပေးမှာပဲဖြစ်ပါတယ်ရှင်။တပူတွဲလာထမနေပွဲမြန်မာပြည်ကတိမှာ၁၇လမြောက်ဖြစ်သောတပူတွဲလာသို့ရောက်လာသောအခါ မြန်မာလူမျိုးတွေက ထမင်းနဲ့ပွဲကျင်းပကြသည် လေယာနှင့် ချမ်းထွက်ပစ္စည်းများဖြစ်သောကောင်းငင်းစံအုံနှံမြေပဲနှင့်စီနိုင်နိုင်ရောနှောထားသော ထမင်းနှဲကိုထိုးကြသည်မြန်မာလူမျိုးများအလဲတွင်ရိုသေထိုက်သောသူများကိုဥဥဖျားဖျားဥချရိုသေခြင်းဟူသောဒလိထုံးစံတစ်ခုရှိပါသည်မြို့ငယ်များနှင့် တောရာများတွင် ထိုဒလိထုံးစံကိုယခုကဲ့သို့အနီးဆက်ဆုံးဖုံညွှန်းထားသည်ကိုတွေ့ရသည် တောင်ပို့တန်အဖုံးရှိသောကြောင့်မြေထမင်းအိုးများဖြင့် ထမင်းချက်ကြရာကျပီးသွားသောထမင်းသည်ထိတ်ချုံမို့မို့တန်ဖြင့်ရှိနေသည်ကို တွေ့မြင်ရသည်ထိုထိတ်ဆုံးကတရဖူတပွဲ ထမင်းဖြူဖြူကို ဖုံးတော်ကြီးများ အမိအဖါဆရာသမားများနှင့်အိမ်ဦးဖယားအကျွက်ဦးချကဖယ်ထားလိုက်လေသည်ရှားပါသောစားတောက်ဖွဲပစ္စည်းများရလာလျင်မိများလောက်ပင်ဖြစ်စေလူကြီးသူမတို့အတွက်ဦးချထားကြသည် ရှားပါသောအစာအတောက်ဖြစ်လေပို၍အလေးထားဥချလေးဖြစ်ပေသည်လေယာကိုင်းကျုံလုတ်ကန်ကြသော ကြေးလက်တော်ရွာကတောင်သူလေသမားများကြဝဲလေယာဥယင်ထွက်ပေါ်ဦးပေါ်ဖျားအသည့်အနံများကို အလူဒါနာပြုရန်အတွက်တက်သီးတက်တန့်ဖဲထားခြင်းမှာထုံးစံတစ်ခုပင်ဖြစ်သည် ထို့ကြောင့်ပေါ်ဦးပေါ်ဖျားကောက်ဦးနှံဦးဒါနာထူးအဖြစ်ခြံမြေထွက်အသည့်အနံများ အများဆုံးပါဝင်သည့်ထမင်းထိုးခြင်းသည်ရိုးရာတစ်ခုတစ်ဖွဲဖြစ်နေပေသည်ထမင်းပွဲကို အသိအခွဲအစည်းအလိုက်ကျင်းပသလိုမိသားစုမိတ်ဆွေအပေါင်းအသင်းစီးဝိုင်းအတွင်းမှလည်းပြုလုပ်ကြသည်တို့တော့အခုလိုအချိန်အခါတွေတိုင်းမှာမိသားစုဝင်တွေဤမိษွေရောင်ရင်တငယ်ချင်းတွေတပြောတပားလာရောက်တွေ့ဆုံကြဆင်နွှဲကြသည်မိသားစုဦးရဲ့ချဲ့ထွင်လိုက်ကြသည်အစဉ်အလာမှာကမြမလူနေမှုဘဝပင်ဖြစ်ပါသည် ကိုထမနေပွဲများဤတဘာဝကိုကလက်အကူအညီတွေ အများကြီးလိုအပ်နေလေသည်လှုပ်ဆရာအလုပ်တွေကလည်းတက်တက်ကြွကြွနဲ့ကူညီခြင်းသည်လက်တွေကလည်းမရှားပေမိသားစုအတွင် ကျင်ပါကြသည် ထမနေပွဲမှာတောင်မှလှုပ်ဆရာကိုင်းစရာတွေဝိုင်းဝန်းလှုပ်ကိုင်းကြဖို့လူတွေတော်တော်များများခေါ်ထားရသည်စံပြသည့်အလုပ်ကိုမိန်းကလေးတွေကလှုပ်ကြသည်ရင်းကိုသကောဝိုင်းများဖြင့်ပြကြသည် မင်းကလေးတဦးစီတွင်သကောတဝက်ခံကောင်းကြီးဆန်ထဲထားကြသည်သကောဤဟိုဘက်ဒီဘက်အစိုးနှစ်ဖက်ကိုလက်နှစ်ဖက်ဖြည့်ကင်ထားကြသည်ထိုအနေအထားသည်အတော်ပင်အရေးကြီးသည်အเจ้าမှာနောက်တဆင့်လုံရမည်အလုကသကောထဲမှာကောင်းကြီးဆန်တွေကို လေထဲမြောက်သွားအောင်မြောက်ပြီးပြန်အကြကိုသကောဖြင့်ပြန်အခံလိုက်တွင်ကောင်းကြီးဆန်တွေကဖုံတွေအမိုက်တွေကို လေထဲလွင်ပါကြံရိတ်ခဲအောင်လှုပ်ကြရသောကြောင့်ဖြစ်သည် ။နောက်တနည်းကသကောတဲကကောင်းကင်းဆန်များကိုလှိမ့်ကလှိမ့်ကကောင်းကင်းဆန်နှင့်ဖုံတွေအမိုက်များကိုတက်တက်စီဖြစ်သွားအောင်ဖဲထုတ်ရသောနည်းဖြစ်သည်။ထိုးဆန်းပြခြင်းအလုပ်သည်နည်းနည်းလေးမှအမားမခံသောကြောင့်အကောင်းဆုံးအရေးချင်းများကိုစူးစီးလှုပ်ဆောင်ရသောပေါ်ဆောင်မှုတစ်ခုအဖြစ်ရည်ညွှန်းကြသည်။ ။စံပြသည့်အလုပ်သည်တကယ်ကျွမ်းကျင်ပညာရှင်တွေအတွက်ဖြစ်သည်ဟုဆိုခဲ့ပြီးနောက်ပိတ်မကျွမ်းကျင်သူတွေအတွက်သူတို့၏လက်တွေကိုမြေဘဲကွန်ခွာရသည့်ဘက်တွင်ထဲကစူးစမ်းလှုပ်ကန်ကြသည်။မြေဘဲတွေကို စကောတဲ့ထဲက အနေတော်ပလင်းတစ်ခုတွင်မြေဘဲတွေပေါ်လှိမ့်စေ၍အခွန်ခွာကြသည်။ပြီးနောက်စံပြကျွမ်းကျင်သူတွေလက်ထဲသကောကိုထဲကမြေဝဲကုန်လေးကိုခါခိုင်းကြရသည် မြေပဲကွန်ခွာရသောအလုံသည်ကောင်းချင်းဆန်သစ်သေးလေးတွေကိုပြရသည့်အလုံလောက်မခတ်ခဲသောကြောင့်မြေပဲကွန်ခွာရသောမင်းကလေးတချို့ကသူတို့ဘာသာစကားကိုမြောက်ပြီးလှိန်ချင်းတို့ကိုစမ်းသပ်လုပ်ကြည့်ကြသည်ဤကအနာဂတ်အတွက်စံပြကျွမ်းကျင်သူတွေဖြစ်ဖို့လိလာစီပူရေးနီလန်းကောင်းတစ်ခုလည်းဖြစ်ပါသည် လူငယ်လူရယ်များနှင့်လူကြီးများက22ပေပေ30မြင့်သောအုံးပင်ထက်ကခူလာသည့်အုံးသီးတွေကိုနှွာကြသည်ဆလင်ဒါပုံတန်းရှေမျောမျောနှင့်ချုံးမို့လှသည့်အုံးပင်ပေါ်တက်ရသောအလုံးမှာတိတ်တော်မလွဲလာပါ ရှိရှိသမျှသော ကိုစွမ်းညံစွမ်းနှင့်အတွေ့အကြုံတွေကိုအားကုန်ထုတ်သုံးရသည့်ပွဲဖြစ်သည်အုံးပင်တက်သမားများကကျိုးတွေဓာတွေကင်ဆောင်ကတက်သွားပြီးခြေတော့ဖြင့်အပင်ကိုစိတ်မချလက်မချထောက်က အုံခိုင်ကိုဓာဖြင့်မဖြတ်မီကျိုးဖြည့်ချီနေသည်ကိုကြည်နေရသည် အောက်ကလူတွေမှာအသေးတရာရာနဲ့စိတ်လှုပ်ရှားစရာကောင်းလာပေသည် နောက်တော့အုံသီးခိုင်ကြီးမှာမြေပြင်မှာစိတ်အားထက်သန်စွာကြိုးစုံနေကြသော သူတွေလက်တွေရှိရသောဖက်ဖြည်းဖြည်းကြလာပေတော့သည်ယခုဒီအုံသီးတွေခွဲဖို့ပထမဦးစွာ အပေါ်အမြင်ခွန်တွေကို ခွာရသည်မိခင်တဘာဝတရားကဖန်တီးပေးထားသောအတွင်းကရှာပါလာသည် အဖိုးတန်အစီအနှစ်တွေကို လူသားတို့လွဲလင်းတကူရယူဖို့ရန်အခွင့်မပေးဘဲကောင်းကောင်းကာကွယ်ပေးထားသောအခွန်မာပင်ဖြစ်ပါသည်ခွန်အားပလကောင်းကောင်းနှင့်သာမကရှုပ်ထွေးသောအမြင်တွေဖြင့်ဖွဲ့စည်းထားသည်အခွန်မာဤသဘောတရားကို နားလည်ဖို့ကလည်းလိုအပ်နေပါသည် နောက်ဆုံးမှာတော့ပင်မန်းရာကျူးနှက်သွားစေသည်အုံသီးစေးကတပြေးပြေးပေါ်ထွက်လာလေတော့သည်တော်တော်ပုံကြပန်းကြနိုင်လာတော့အစိတ်ဤပုံပန်းတရံကြောင့်အခွန်တွေကို ရေခွဲအဖြစ်အသုံးပြုနိုင်သည်လက်သမားဆရာဤလက်သုံးတော်ရေပေါ်တွင် အတွင်းကအုံသားကို အလွှားလိုက်ပါပါလေးလွှာယူကြသည်အတွင်းကချိုးမိန်သော အုံရေကို အလုသမားများကဆုလက်အဖြစ်ဝေးမြတောက်သုံးကြသည် ထို့အချိန်ဝဲမြေကြီးကိုအိုးအခြေခိုင်းစေရန် လိုအပ်တလောက်တွင်ထူထားပြီးတော့ဒံကျဲတဲအိုးခွက်ကြီးကို မီးဖိုပေါ်တင်လိုက်လေသည်ထင်းတုံးကြီးများဖြင့်မီးဖိုထားပြီးအရင်ဦးစွာနှမ်းစီပါပါလှီထားသောခြင်းများကိုကြော်ကြကခြေနိုင်နိုင်ဆေးထားသော ရေးစစ်ထားသော ကောင်းရင်းဆန်ကနောက်ကလိုက်လာလေသည်တခြားမီးဖိုတစ်ခုထဲမှတည်ထားသော ရေနွေးအိုးကြီးမှာ အမနဲထိုးနေကြသောဒေဦးတဲ့အသင့်ခတ်ထဲပေါ်ရန်ပွက်ပွက်ဆူနေပြီဖြစ်သည်ဂျင်းလေးဆူဆူကိုနည်းနည်းချင်းခပြေးပြေးပေါင်းထဲကရုံးမွေလိုက်ကြလေသည်ကောင်းကင်းဆန်အနေတော်နှက်သွား၍ရေလဲမကြံတော်သောအချိန်တွင်ဒေဦးကိုမီးပုံမှချရသည်ဒဲအိုးထဲမှာကောင်းကြီးမှာစီစိမ့်စိမ့်နှင်းပျော့ပျော့ပြောင်ပြောင်နှင်းဖြစ်လေသည်ဒဲအိုးကြီးကိုအခြေခိုင်းစေရန်တောက်တုံးကြောက်ခဲများဖြင့်ထောက်မထားပြီး ထွားကြိုက်တံမာသောလူနှစ်ယောက်ကလှော်တဲ့တံရောက်မှတချောင်းစီဖြင့်ကောင်းကြီးကိုစတင်မွေးကရောက်မှပြားနှစ်ခုကြာကောင်းကြီးကိုခြေကြလေတော့သည်သူတို့ကောင်းကြီးကိုခြေကြမွေးကြရင်ကောင်းကြီးမှာစိတ်ကတိထက်စိတ်ကလာလင်းရာလူတန်ကြီးနှစ်ယောက်မှာသူတို့ဤခွန်အားတစ်ခုနှင်သာမကပြစ်ခဲသော ကောင်းကြီးတုံးကြီးဖြစ်လာစေရန်ရောက်မှနှစ်လက်ဖြင့်ပညာပြကြရလေသည်အာတုံခွန်ဆိုင်မွေးကြခြေကြတာတွေပြီးချိန်ရောက်လက်တော့ နဘေးကလူတွေကအုံတီးပံများနဲ့မြေပဲများကိုဖြည်းဖြည်းနဲ့မြင်းမြင်းထက်လောင်းဖြည့်ဆွက်ပေးကြပြီးအယောအဆက်ကောင်းသည့်မြမတရေစာပွဲတစ်ခုကို ဖန်တီးကြလေသည်ယခုအချိန်မှွေကြခြေကြသည့်အဆက်မှာတော့လူနှစ်ယောက်နဲ့မပြီးနိုင်သောကြောင့်နောက်တရဲကိုခေါ်ကြရသည် လူနှစ်ယောက်ကလှော်တဲ့ပုံစံရောက်မှနှစ်ခုဤလက်ကင်ရိုးကိုကင်ထားကြပြီးနောက်လူနှစ်ယောက်ကစောင့်ကြောင့်ထိုင်လျက်ရောက်မှအရင်ကိုကင်ထားလေသည် ထိုရောက်မှအရင်ကင်ထားသူကျွမ်းကျင်သူနှစ်ဦးကပြစ်ခဲနေသောကောင်းချင်းတုံးကြီးကိုသူတို့၏ခွန်အားများဖြင့်ရောက်မှပြနှစ်ခုကြားဆွဲယူနေကြပြီးကောင်းချင်းကိုလုံးဝအုပ်တုံးဆိတ်ကပ်သွားအောင်ပြုကြလေရာရောက်မှလက်ကင်ကိုကင်ထားသူနှစ်ဦးကထိုသူတို့ဥဆောင်ရာနောက်အလိုက်တင်လိုက်ပါနေရလေသည်နောက်ဆုံးပေါင်းထည့်ရသည့်အရာကနှမ်းဖြစ်သည်ထိုနောက်ဆုံးအဆင့်တွင်ခွန်အားမလိုတော့လေသူတို့အပြောအရာဒီအလုတ်လဲပညာပါတဲ့ တခြားသူတွေက သူတို့ဤခွန်အားများဖြင့်ကောင်းငင်းနှင့်အခြားအစာများကိုတမအောင်အာတုံခွန်ဆိုင်ချွေးတလုံးလုံးနှင့်ရုံးမွေနေကြခြင်းတွင် လူတယောက်ကနဘေးတွင်ထိုင်ရင်းလက်ဖဝါးနှင့်အပြေးနှမ်းတွေကို တိုင်ပင်ကိုက်ကိုက်ဖြင့်ဖြူးနေရသည်ထမင်းဤအနံ့အရသာနှင့်အဆက်အဟတ်တဲဖို့နှမ်းဖြူးသူအပေါ်မူတည်နေသည်ဟုဆိုလျာနှမ်းဖြူးသည့်ပညာရှင်တွေက သူတို့မပါလျင်ပွဲမပြီးသောကြောင့် သူတို့ကိုလိုကိုလိုအပ်နေသည်ဟုလက်မထောင်ကြပေသည်နှမ်းဖြူသည်ဟူသောမြမစကပုံးဤအတိတ်ပဲသည်ချီချူးထိုက်သော အလုတ်တစ်ခုလှုပ်ခြင်းကိုဖော်ညွှန်းနေသည်ဟုတော့မဆိုရဲပါတို့တော်ညာလဲသူများတွေ အောက်ခြေသိမ်းအလုတ်တွေပြီးသွားသည့်နောက်အပိသက်ပွဲသိမ်းကြကြမှာလာလောက်ကြသည့်သူတွေကိုနှိမ်ချလိုက်သည့်သဘောတော်ဖြစ်ပေသည်စဉ်းစားကြည့်ပါစာရေးသူဆိုပါတော့စာရေးသူလဲဒီလိုအလုံမျိုးလောက်ကောင်းလုပ်နေသည်ဟုဆိုနိုင်လေသည် ထမင်းပွဲတွေမှာကိုစီကိုငါပါဝင်လှုပ်ဆောင်နေကြပုံတွေကဘလို့ပဲဖြစ်နေပါစေစာရေးသူဤပါဝင်မှုကတော့ထမင်းကိုနှစ်သက်ခုံမင်းစွာအယတာခံခြင်းနဲ့မြမရိုးရာဘာသာဒလေးတစ်ခုကိုယခုလိုဖြတ်ဝေရေးသားလိုက်ခြင်းပင်ဖြစ်ပါသည်ရင်းသည်ထမင်းထိုးသည့်ရောင်မထက်ကလောင်သွားထပ်ပေသည်ဟူသည့်အချက်ကိုပြသရာရောက်နေပေတော့သည်ဒီကနေ့အတွက်ကတော့ဒီလောက်ပါပဲရှင် နောက်နေ့နောက်နေ့တွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဝရကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။ဒါကြောင့်မို့ကျမတို့ရဲ့တင်ကတူသမီး channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားဆင်ပေးကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။